မမွန် official youtube channel ကိုစောင့်မျှော်နေအပင်းနေကြတဲ့ပရိသတ်များအားလုံးမင်္ဂလာပါရှင်ဒီနေ့မှကျမတို့ရဲ့ channel လေးကနေတင်ဆက်ပေးသွားမှာကတော့စာရင်းသူနောင်ရိုးစစ်တဲ့ရေးသားထားတဲ့အယူသူတော်နဲ့လှေသား90ဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီနေ့မှတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးမစတဲ့ရင်မှကျမတို့ရဲ့ channel လေးကို subscribe လေးနှိပ်ပြီးအောင်လေးအားပေးထားကြပါဦးနော်ကျေးဇူးတင်ပါတယ်ဒါဆိုရင်တော့ ဇလန်လေးကိုစတင်ချင်ပါတယ်ရှင်။ပေါင်းမို့အုပ်ထားတဲ့နွားလေးပေါင်းအစီ90လောက်ပါတဲ့လေလံကြီးတကူညမမောင်မလေလံကြီးကလမ်းတိုင်းတွေးရသွားနေရင်တကောင်ချိန်လောက်မှာရွာတရွာရဲ့အခြေကိုလေလံကြီးရောက်လာတယ်။ကွင်းတစ်ခုစီမှာလှဲတွေကရက်ကုန်ကြတယ်။ပြီးတော့လဲဘော်ကနေလူတကျုပ်ဆင်းလာကြပြီးရွာလေးကိုဝင်ရောက်သွားကြတယ်။ကျန်သူတွေကတော့လဲရီကြီးကနွားရီကိုဖြုတ်ပြီးလန့်သူလန့်ချီသူချီနေတယ်။ လမ်းရင်တွေကအမျိုးသမီးတွေခလင်းငယ်တွေထွက်လာကြတယ်။သူတို့ရဲ့လဲတွေနေမှာပဲနေရာထိုင်ခဲ့ခင်းညက်ကြတယ်။တိမကြလိုက်တဲ့အချိန်မှာတော့ရွာလေးကိုဝင်သွားကြတဲ့လူတွေကလက်ထင်းမှာကြက်ဝက်စိတ်နဲ့ပေးစတဲ့အိမ်မွေးတံတားတွေကိုဖမ်းဆီးပြီးတော့ပြန်ထွက်လာကြတယ်။ဖမ်းဆီးလာတဲ့တံတားတွေကိုခုတ်ပြန်ပိုက်တစ်ပြီးအသားတစ်တွေကိုကလေးတွေကလူကြီးတွေကမှငြိမ်ရှက်ရီစားတော့ကြတယ်။အကုန်လုံးကအစားအလုံးကျူးကြတယ် အသက်တွေကိုစားနေကြတာများသွေးတန်တည်းရင်နဲ့မျိုးလုံးကြီးတွေကိုပြူးလို့ဒီမြင့်ဝင်းကိုလိပ်ပြငယ်တဲ့သူတယောက်ယောက်ကသာမြင်တွေ့မင်းဆိုရင်တော့တကယ်တဲ့နေရာနဲ့လက်ပြက်ပြီးတေဆုံသွားနိုင်လိမ့်မယ်ထင်ပါ့။ဒီလဲတွေကအဲ့ဒီရွာနာမှာတမက်လောက်ကြာကြာနေပြီးချိန်မှာတော့လဲတွေပြန်ကောက်ပြီးနောက်တနေရာစီကိုထွက်ခွာသွားကြသည်။သူတို့ဒီလိုထွက်ခွာသွားပြီးတိုင်းရွာထဲစီမှာလူသုံးယောက်တည်တတ်တာကတော့ဘာကြောင့်ရင်မသိပါဘူး။တိုင်းဝရွာသွားငွေမောင်တယောက် မြို့စီကနေအလုတ်သွားလောက်ပြီးရွာကိုအပြန်ကားစီးလိုက်ရကဒုံးမလန်းစုံမှာဆင်းလို့တပတ်လက်ကြံကြီးအတွက်နှိမ့်ချုံရှာလုံးနေတယ်အချိန်ကညနေစောင်းနေပါပြီလမ်းမကြီးကခက်ခဲလုံးတော့မြို့ကနေဒိုးပင်လန်းစုံအထိကိုနေရွက်ကျိုးတဲ့ဒီကားစီရီကားစီပြီးနောက်အခုရောက်နေတဲ့ဒိုးပင်လန်းစုံကနေရွာစီကို9နာရီကျော်ကျော်လောက်လှိမ့်ဆက်စီရီလဲပိုင်ရှိသူတို့ကရွာရီနေဒိုးပင်လန်းစုံအထိအရောက်လာတတ်ပြီးလန်းစောင်းနေထားလို့ မြို့ကိုကားစီတက်ကြတယ်။ဒါကြောင့်ဒိုးပင်လန်းစုံမှာရွာတွေကနေလာဆောင်ပိုင်းကြတဲ့လှဲကြုံနေရမရှောင်။ကားပေါ်ကစင်းမီရနဲ့ကြုံဟတ်တက်ပြီမင်းဒီကနေ့မှတော့နောင်လဲကြပြီဆိုတော့လှဲကြုံကတစည်းမှမရှိဘူး။ဒါနဲ့လှဲကြုံတစည်းတလီလောက်လာလားမလားဆိုပြီးငွေမောင်တယောက်ဆောင်ဆိုင်နေလိုက်တာ။နိုင်ဝက်45မိနစ်နောက်ကျမှရွှေနှပင်ရွာကလှဲကြုံရခဲ့တယ်။တကယ်တော့ရွှေနှပင်ရွာနဲ့သူတို့အတိုင်းဝါဆိုတာက ရေသွုံမြောင်လန်ခွဲရနေခွဲထွက်သွားတဲ့ရွာပါ။ ဒါကြောင့်ဝင်းမောင်ကရွှေနေမင်းလေးကျုံကိုစီးရင်နဲ့ရေသွုံးမြောင်ကနေတိုင်းဝအထီကိုနှစ်နာရီလောက်လမ်းဆက်ရှာပါပါလိမ့်ဦးမေတော်ဆိုရင်တော့ဒီလိုအချိန်နေဆိုရင်ဘသူကစီးပါလိမ့်မလဲငွေမောင်းတော့တော့အခုချိန်မှာအခုလိုလှဲကြုံရတာကိုပဲကျေစုတင်လုံးနေရပြီသူမျိုးမှအလုသွားလို့တော့တနည်းကြော်မီလိရွာနေထွက်သွားပြီးကလေးကအခုမှသာတရင်ကျုပ်အခါရင်မှုရွာကိုပထမအောင်ဆုံးပြန်ရတာရဲ့တိုင်းမဲ့လေငွေမောင်းကန်ကောင်းခဲ့ပါတယ်လဲစားထွက်ပြီးတနားရကြခီးလောက်သွားမိချင်း တို့တိုင်းဝါရာကကိုအောင်ကျူးဆိုတဲ့သူကလေလဲကြုံမရှိတော့ဘူးဆိုပြီးခြေချင်းရှောက်နေရကအခွေကြုံပြီးတော့လိုက်ပါလာပါတော့တယ်။ရွှေနမင်ရွာကလဲပေါ်မှာငွေမောင်းတို့တိုင်းဝါသားနှစ်ယောက်ရေရွှေနမင်သားနှစ်ယောက်နဲ့လဲမောင်းတို့ကိုပေါင်ကြီးဆိုတဲ့သူရေအလုံးပေါင်း9ယောက်ပါဝင်နေ။ခရီးတစ်လျှောက်တစ်ယောက်နဲ့တစ်ယောက်စကားရိဆိုရင်ပြောရင်းနဲ့လာလိုက်ကြတာ။ရေသွုံးမြောင်ကိုရောက်တော့မိုးကအတော်ချုပ်ပြီ။ဒါပေမဲ့ကောင်းကြီးစီကလာစမ်းရှိရဲ့ကြောစမ်းသင်းလာလိုက်အောင်က တော့ကမြင်မြင်ကိုကြာစင်းနေတော့မှောင်နယ်လို့လည်းမကျင်းရပါဘူး။လင်းချင်းမှုကလည်းတိတိတန်တာပဲ။နှစ်ယောက်သားရေသွုံးမြောင်ကနေရွှေနေပင်ကလှင်းနဲ့လမ်းခွဲခဲ့ကြတယ်။ကြံခီးကိုငွေမောင်နဲ့ကိုအောင်ကျူတို့စကားပြောရင်းနဲ့ချေချင်းလျှောက်ကြရတာပေါ့။တယောက်တည်းဆိုရင်တော့သွားရတဲ့ခီးကတော်လန့်ခီးဆိုတော့အတော့ကတိလင်တာပြတ်မှာ။အခုကတော့နှစ်ယောက်ဖြစ်တဲ့အတွက်စကားပြောဖို့ရှိပြီးစိတ်လည်းအားရှိရတာဆိုတော့ဘာခက်ခဲမှတော့မရှိဘူး။နှစ်ယောက်သား ရေသွုံးမြောင်ဖြတ်ပြီးခေနန်းငုံတက်ကိုရောက်လာ၏ဒီအခါသူတို့နောက်ဘက်ရေသွုံးမြောင်စီကစကားပြောတန်းနွားကျူတန်းစတဲ့တန်းတွေကိုကြားမိကြရလေမွေးမောင်မင်းကြားမိလားအင်းကြားမိတယ်ကိုအောင်ကြီးရဲ့နွားလေးလာနေရတင်နေလှဲနေမဟုတ်ဘူးကွာအများကြီးဖြစ်လေမှာလှဲတဲ့အများဖြစ်နေမလားပဲအတန်တွေကနားထောင်နေနေကိုသူတို့ဘက်စီနင်းနေလာတယ်တို့ရွာဘက်ကိုသွားမိပုံမင်းကွာလှဲကြုံလိုက်လို့ရရင်တော့ကောင်းမှာ ကိုအောင်သူရဲ့ဒီစကားအနားရောက်တော့လေအစီအမြေလိုက်တော်မူဗျာအခုတော့မိမိကိုယ်သာအကွက်ရဆိုတဲ့အတိုင်းဆက်လျှောက်ကြအောင်စို့ငွေမောင်ရင်ဘာလို့များဆက်လျှောက်နေအောင်မလဲလဲလာနေတာတိကျတာပဲဒီနာကထိုင်ဆောင်ကြမယ်လေနင်းနေလျှောက်တော့နင်းနေပူရောက်တာပေါ့လာမငွေမောင်ရမင်းကဒိုးပင်လမ်းစုံနေရလှဲစီလာတာငါကလမ်းလျှောက်လာမိလို့လမ်းတော့ရောက်ပါမှာပဲလှဲကြုံစီရတာငါခြေတော့ညောင်းလာပြီကွကိုအောင်ကျူပြောတာကလေဟုတ်မှန်တာဆိုတော့ မင်းမဘာမှပြောဖြစ်တော့သူ့စိတ်မှာအဝေးကနေကိုမပြန်လာရတဲ့သူဆိုတော့အင်ကိုမြန်ဆုံးပြောင်းချင်ပေမယ့်ခီးသွားပေါ်ကိုအောင်ကျူစကားကမှန်နေတယ်လို့ရှိတာဆိုတော့မငင်းစံတော့အစိမ်မီမဲ့လန်နေပြီးနေရာစီမှာနှစ်ယောက်သာထိုင်ဆောင်ကြတယ်။သိပ်မကြလိုက်ပါဘူး။သူတို့မြင်ကွင်းလေးကိုရေသုံးမြောင်ဘက်ကနေလမ်းတိုင်းတက်လာတဲ့လှဲတွေကိုမြင်ရတယ်။လာပြီ။ကိုအောင်ကျူကဝမ်းသာအရာပြောပြီးတော့လှဲကြောင်စီပေါ်ထားရတယ်။ငွေမောင်းလေးထားရမိတာပေါ့။ လဲရီအနာရောက်တော့ကိုအောင်ချုကထိတ်ဆုံးအလေးကိုတားလိုက်တယ်။နောင်ကြီးရေလဲကြုံလိုက်ပြရစီဦးဗျ။အနောင်လဲပါတယ်အဲ့ဒီကလိုက်။ဒီလူစကားပြောတာဘလို့ပါလိ။လဲသမားကသူ့ကိုခက်ပြက်ပြက်စကားသာဆိုပြီးဆက်လက်မောင်းထွက်သွားတယ်။သူတို့လမ်းကြီးတော့နောက်မှကလည်းလဲရီမနေမနေတော့ဆက်နေအောင်တွေးကြရတယ်။နောက်တစည်းထက်တာပြန်နေမရပြန်ပါဘူး။ငါးစီမြောက်တီသူတို့တားကြည့်ကြပြီမဲ့တားသည်မြလေးတိုင်းကနောင်နေပါလေကြီးပဲလေတန်ပြက်ပြက်တီနဲ့ပြောနေကြလေယား ဒီလိုကြီးနေကြောင်းနောက်ကဆက်လာတဲ့လေးတွေကိုငွေမောင်တို့နေရာမတားပြစ်တော့လန်နေဘီကနေပဲကိုဘာသာခြေချင်းရှောက်ခဲ့ကြတယ်။လဲရီဟာသူတို့နဘီကနေဖြတ်သွားနေတယ်။အစီရီတော်ကိုများပြပြီးတော့ဖြတ်သွားသမျှလေတိုင်းသူတို့ကိုလောကတစုံတရာမပြူ။လဲနေကြီးဆုံးသွားတော့ကိုအောင်ချူကပြောတယ်။လဲရီဟာတကယ်ကိုမနေဘူးပဲနော်။ရွာမြပြောင်းကြတယ်လားမသိဘူး။ထူးတော့ထူးဆက်နေပြ။ခမရတော့တတိထားမိလားမသိဘူးရဲ့။ဘောင်လဲငွေမောင်ရ။ ဒီလူတွေဆက်ဆိုင်တော်တော်ကျဲပါရဲ့နော် ပြီးတော့ဒီချိန်ကြီးကိုအခုလို့သွားနေရရမင်းကဘာကိုပြောချင်တာလဲနာနာဘာဝတွေလို့ပြောချင်တာလားအင်းစိတ်ထဲထင်မိလားလို့ပါအကောင်ထဲလိုက်ကြီးတွေမြင်နေရတာစကားတော်ပြောလိုက်သေးရလေကွာမဟုတ်တမ်းမဟုတ်သူ့ဘာသာကြွားပြောင်းကြတဲ့သူတွေဖြစ်မှာပါငွေမောင်လည်းဘာမှစမပြောမိတော့သူ့ဘာသာသူပဲအတွေ့ထဲမှာပဲဆက်ဆက်ပြီးတော့တွေးနေမိတယ်လဲလန်ကြီးကတော့သူတို့မြင်ခွင့်ကနေအဝေးကိုရောက်သွားခဲ့ပါပြီ နောက်တော့အကွေကောင်လမ်းတွေကြောင့်မြင်ကွင်းကနေကွဲသွားခဲ့ပါတယ်။သူတို့ကတော့လမ်းဆက်လျှောက်ရင်းနဲ့ညတက်ကြီးကောင်ကြချိန်လောက်မှသာရွာကိုပြန်ရောက်ခဲ့ကြပါရဲ့။ညတော်ကရွာရင်းကကြက်တွေဝက်တွေစိတ်တွေပြောက်နူးလေ။တင်မောင်အိယာကနုံနုံချင်းတရွာလုံးအုံအော်တောင်းနေဖြစ်နေတဲ့တင်းတစ်ခုညာခီးရလေးပန်းနာအတကြောင်အယောက်တော့မိသားစုတွေစကားလက်ဆုံဆက်မိတာတကြောင်ကြောင့်သူတို့တမိသားစုလုံးအိယာထားနောက်ကြရတယ်။အိယာကနိုးလီတော့တင်းကိုကြားမိပြီး သူတို့အင်ကအိမ်မွေးတိရစ္ဆာန်တွေကိုစစ်ဆေးကြည့်မိတယ်။ကျက်နှကောင်ပျောက်နေလေဟိ။သူတို့အင်ကကျက်နှကောင်အကိုးခံခဲ့ရသည်။တရွာလုံးတိုင်းနာနေစူပေါင်းကြည့်တော့ကျက်ကအကောင်၂၀ဝက်ကောင်တစ်ကောင်နဲ့စိတ်ကတစ်ကောင်။ဒါကတာမန်တော်သဘောဝပျော်နေဆက်စားခြင်းလို့ခိုးယူတာမဟုတ်ပေ။စီဝါဖြစ်ခိုးယူတဲ့သဘောတက်ရောက်နေပြီ။တကြီးနဲ့ရွာကောင်းဆောင်တွေကဒီကိစ္စအတွက်စုံစမ်းကြသည်။ခိုးသွန်အတော့ကိုကျွမ်းကျင်မှုရှိတယ်။ဘယ်နေရာစီမှာမှခြေအနေရမကျန်ရစ်ဘူး။ စုံစမ်းသမှုတွေမှာလည်းဘာမှမထူးခြားခဲ့ဘူးဒီလိုကနေတနေကုန်လို့တညပြောင်းရပြန်ပြီညောင်ခွဲချိန်မှာရွာစုံနေတဲ့ကိုချင်းနဲ့မချူရိုလီမယားတွေရွာတစ်ဖက်ကင်းနေကခက်သက်သက်လူတန်တချို့ကိုကြားမိရတယ်ကိုချင်းတော်တန်နေကြားမိလားအေးကြားမိနေဟာလူတွေစကားပြောတဲ့နေဟိဟော်ပြောရှင်နေကြတဲ့အတန်နေဟုတ်တယ်နော်ဘယ်ဟာလူတွေကများဒီအချိန်ကြီးကိုမချူခက်တုတ်တုတ်ရှင်ယုံမိတယ်သူတို့ရဲ့တစ်ဖက်ကရွာပြင်ကွင်းကြီးစီမှာ ။ဘာစုံမှမရှိမနေရသူတို့သိပြီ။ထွက်ကြည့်ဖို့ကြပြန်တော့လေသူတို့အင်္ဂလိပ်နီးတော့မှအိမ်ကြီးရမရှိဘူး။အပြင်လည်းမထွက်ရင်မတော်လို့တကုတ်တမျှများဆိုရင်ဆိုပြီးမချို့တွေးနေရင်ထိတ်မိရတယ်။ဒီချိန်ကြီးမှာတော့ဒီနီးနားရွာလေးလေဘာကြောင့်နေမှအခုလိုလာမင်းမထင်ဘူးလေ။ဒါဖြင့်တက်စီတွေများလား။ဒါပဲဖြစ်မှာပေါ့။အိုးကျုပ်ကြောက်လိုက်တာတော့ကျုပ်ကတကုတ်တွေဓမြရီလောက်ပဲလို့တွေးမိနေတာ။တော်ပြောမှာပဲမလီစက်သိန်းနေအောင်ထလာရပြီ ပျော်ပြီးရနဲ့ကိုကြီးရဲ့ရေငွေနဲ့မချို့တယောက်တုံးဝင်မိပါပြီ။ကိုကြီးကလည်းဒါမျိုးကသူ့လိုချင်တဲ့ကွမ်းဆိုတော့မျက်နှာကြီးပြုံးပြလို့ရေပေါ့။တကယ်တမ်းတော့သူလည်းခံခံနန်းတာမသိပါဘူး။စိတ်ရှိရာကိုသာပြောလိုက်တာ။အရက်သုံးစကားရဆိုရင်တော့ဒီလိုမြင်လို့ဒီဆုံးထွင်နေရေပေါ့။မကြောက်ပါနဲ့မချို့ရေ။ငါတယောက်လုံးရှိပါလေဟ။ကိုကြီးပြောလိုက်တယ်။မချို့စီကဘာမှတုံ့ပြန်စကားမစို့။လင်မယားနှစ်ယောက်တည်းရှိရဲ့အင်္ဂလိပ်စီကအတံမလန်နေတိုးထိတ်စိတ်သွားပါပြီ။ အရိညာသကောင်ရံမှာတော့ကိုချစ်ပြောခဲ့တယ်လို့ပဲနှုတ်စည်းရလားဘာလားမသိတဘူးသူတို့အတန်ကြာရကွင်းမကနေရွာလေးစီကိုလူလူလူတစ်စီလူလူရိတ်တွေဝင်ရောက်လာခဲ့တယ်ခွေးတွေမဟောင်းတယ်လို့ဦးတန်လဲထွက်မလာဘူးရွာလေးကခွေးတွေနိုင်ကလို့ရမှာတောရောက်ပုံအောင်ကြတယ်အရိတ်တွေကတော့ရွာလေးကိုရောက်တာနဲ့တရားလုံးစီနဲ့ကိုဖျက်ချက်သွားလာကြတယ်အိမ်မွေးတိရစ္ဆာန်တွေကိုဆွဲယူဖမ်းဆီးကြတယ်ကြက်တွေကြက်ဖမ်းနေဝက်တွေဝက်ဖမ်းနေစိတ်တွေစိတ်ဖမ်းနေခွေးတွေခွေးဖမ်းနေ ထူဆန်းတာကသူတို့ဖန်းစည်းတာကိုခံချရတဲ့ပြိဿနေရဘာတမ်းမှမပြုတ်နိုင်မီအယုတ်တွေလိုပဲငြိမ်သက်လို့ဖန်းစည်းခံချရတာပါသူတို့လိုချင်သလောက်ကိုဖန်းစည်းရယူပြီးချိန်ကြတော့အရေးတွေကရွာပြင်ကိုပြန်လည်လို့ထွက်ခွာသွားတော့တယ်ဒီပြည့်ပြက်ကိုတရားလုံးအထဲမှာတက်တက်ဆိုင်ဆိုင်မြင်လိုက်ရတဲ့သူနှစ်ယောက်တော့ရှိတယ်အဲ့ဒီသူတွေကငွေမောင်နဲ့ကိုအောင်ချူလို့ပဲသူတို့နေကြတာကရွာတောင်ပိုင်းနဲ့မြောက်ပိုင်းဆိုပေမဲ့မြင်ရတာတွေကတူညီနေရ နှစ်ယောက်စလုံးသူတို့မြင်ရတဲ့အရာတွေအတွက်စကားဆိုဖို့ရအောင်ရှိမနေဘူးဘသူကမှလည်းပြောပြဖို့ရမဝင့်ရင်နောက်တနေ့မနေ့မှတက်တိုင်ဆိုင်ဆိုင်ပြီးကိုအောင်သူတယောက်ငွေမောင်းစီကိုဆက်ဆိုင်မြမြိုင်ရောက်လို့လာပါတယ်ငွေမောင်းငါညာဒီလိုမြင်မိတယ်ကွာကျုပ်လည်းမြင်မိတယ်ဘာထူးကြလဲကျုပ်တို့တတိလှဲကြောင်စီဖို့လှုပ်ကြတဲ့လှဲတဲ့ကြီးကလူနှစ်ယောက်လောက်ကိုမြင်မိတယ်ငါလည်းအဲ့ဒီတရားလူတယောက်ကိုမြင်မိတယ်ဟာကျုပ်တို့ရွာကောင်းနေပျောက်ပျောက်နေရသူတို့လက်ချက်ပဲဗျာ ကျုပ်တို့ရောက်တဲ့ညပျောက်တာလေသူတို့ပဲနေလိမ့်မှာသူတို့လေတွေငါတို့ရွာနားမှာပဲရှိလိမ့်မယ်ကွအဲ့ဒါတော့ဟုတ်တယ်ဘလုံးလို့ကြမလဲကိုအောင်ကျူရွာလူတွေကိုအကျိုးကြောင့်ပြောပြရမှာပေါ့ရွာလူတွေကိုပြောပြရင်သူတို့ယုံကြပါမလားမယုံစရာဘာရှိလဲကွာမင်းရောငါ့ကိုမြင်ကြရတာပဲငါတို့လိုမျိုးမြင်နေသူလည်းထက်ရှိချင်းရှိမှာပေါ့အင်းပေါ့ဒါပြန်နေပြောကြတာပေါ့နှစ်ယောက်တန်းတကြီးရေးစီကိုထွက်ခဲ့ကြပြီးအကျိုးကြောင့်ပြောပြကြတယ် တကြီးအားစားပြီးသူတို့စကံကိုယုံကြည်မရှိဘူးမဖြစ်နိုင်ဘူးလို့ပဲအားလုံးကယူဆနေကြတယ်ဒါလို့လုံနေတာကလေရွာတွေကတောင်မှတချားရွာကစီးပွားအလုပ်ငါအတွက်ခွင့်ယူနေရလို့ပဲအထင်ရှိကြတယ်ဒီအတွက်ကိုလေကင်သမားတွေစဉ်းစားတဲ့အကြောင်းမှပြောပြလာတော့အောင်ချီဝငွေမောင်ကိုဘာပြောတတ်မှလဲဒီအတိုင်းလှည့်ပြန်ခဲ့ကြရုံပေါ့ဒါမဲ့လေသူတို့ရဲ့အတွင်းစိတ်မှာတော့ရွာလူတွေကိုသူတို့စကားမယုံကြည်တဲ့အတွက်လေကင်တဲတဲဖြစ်နေကြရတယ်လေဒီအတွက်ကိုအကောင်းဆုံးသက်တည်ပြနိုင်မှု တို့နှစ်ယောက်ကြိုးစားကြမယ်ဆိုပြီးဆုံးဖြတ်လိုက်ကြတယ်။ညရောက်တော့နှစ်ယောက်သာအရင်ညားလိုပဲသူတို့မြင်ထားတဲ့လူတွေယာရင်းဝင်လာပြီးပြန်ထွက်ကြင်ကြတော့အနောက်ကနေတိတိကျကျလိုက်ကြပါတယ်။အရှေ့ကလူတွေကယာရီကဖမ်းလာတဲ့ကောင်တွေကိုလက်ထဲကင်ပြီးပျော်ရွှင်စွာနဲ့ခုံပေါက်သွားလာနေကြတယ်။အောင်ကျူးတို့ငွေမောင်တို့ကတော့အနောက်ကနေပုံလိုက်ကွယ်လိုက်နဲ့လိုက်ပါကြတယ်။ယွာပြင်ကွေးမင်းကြီးစီရောက်တော့လက်ရည်အများကြီးရက်တာပြီးလူသူကလေးတငယ်တွေပါအခြေပြုရှင်နာနေကြတာကိုမြင်ကြရတယ်။ လက်ဆတ်တော့သူတို့ကဒီမှာရောက်နေကြတာပဲအောင်ကျူးကတီတူပြောတယ်သူတို့ကြောင့်လူကလေးဝင်ပြီးကြည့်နေကြတော့ရွာလေးကပြန်လာတဲ့သူတွေကိုလှဲစီရလူတွေကခုံမပျော်ရှင်ပြီးကြိုဆိုကြတာကိုမြင်ကြရတယ်ပြီးတော့ဖန်စီဦးဆောင်လာတဲ့အကောင့်တွေကိုခုတ်တိပိုင်းဖြတ်ပြီးသွေးတန်တရရဲ့နဲ့အသားစိမ့်တွေကိုကလေးရောလူကြီးပါမကျန်အကုန်စားပြီးမြေရင်ရှိတ်ရကြီးစားတော့ကြတော့တာပါတချို့ဆို ခုတ်တိကကြာလာတဲ့သွေးတွေကိုလက်ခုတ်တိခွက်တိနဲ့လူရက်ခံလို့တောက်နေကြသေးတယ် အောက်ကျူးနဲ့ဝင်းမောင်တို့ကတော့ဒီမြေခွင်းကိုကြည့်ပြီးအော်ဂလီချန်လာပြီးပြုတ်ရန်ချန်လာလို့မနေ့ကိုစိတ်ထင်းကြရလိမ့်ရဲ့ပြညာစုကိုအောင်ကျူရအေးအေးနှစ်ယောက်သာလန်လန်းတိုင်းကိုအတန်မထွက်အောင်လှည့်ပြန်ကြတယ်အနေငယ်ဝေးတဲ့နေရာလေးရောက်တော့ရွာတိရောက်ကိုတောက်ချီတင်းတော့တာပါသူတို့နှစ်ယောက်ရွာထဲဝင်တော့ကင်းဖွဲ့နေဆုံးနေအခုနောက်ရိတ်တွေဝင်လာချိန်ကပြန်ထွက်သွားချိန်မှာဟိုဒီကင်းသမားတွေကဘယ်ဝရောက်နေကြတယ်မသိဘူး ကျုပ်တို့ရွာပြင်မှာအောင်ကျူးကသူတို့တွေ့ခဲ့တာကိုပြောပြတယ်။နေလေတုန်းကလည်းဘသူမှမယုံကြသလိုအခုလည်းဘသူမှမယုံကြဘူး။သူတို့ကတော့ပျောက်ဆုံးမှုတွေအတွက်တင်ကမငင်ဖြစ်နေကုန်ကြသည်။သူတို့နှစ်ယောက်ဇလန်းထွေပြောနေကြရင်ပေါ့။ကျုပ်တို့တက်တည်ပြမှာမင်းဗျာ။အောင်ကျူးနဲ့ဝင်းမောင်တို့ကပြောပြတယ်။အေးလေမင်းတို့တက်တည်ပြနိုင်ပြ။မပြနိုင်လို့ကတော့မင်းတို့နှစ်ယောက်ရဲ့လက်ချက်ပဲ။အောင်ကျူးတို့လည်းဘယ်တက်နိုင်မှာလဲ။ပြန်မသွားချင်မင်းမေအကင်းသမားတွေကိုခေါ်ဆောင်လို့ အခုနကကွင်းကြီးစီကိုပြန်လာခဲ့ကြတယ်။ကွင်းကြီးစီရောက်တော့လဲရီကိုအရင်တိုင်းမဲ့နေနေကြရတာ။လဲရီစီကလူတွေကတော့အသားစိမ်းတွေကိုစားသူကစားကြတော့စားပြီးကြတဲ့သူတွေကစကားဆမြင်ထိုင်ပြောနေကြတယ်။ကလေးတွေကတော့သူ့စုနဲ့သူစော်ကစားနေကြပြီ။ခုမှတွေ့လားလဲတက်ကြီး။အောင်ကျူကကင်းသမားတွေကိုလှမ်းပြတယ်။ကင်းသမားတွေမျက်စိမျက်နှာပြတ်သွားကြတယ်။အကြောင်းကအောင်ကျူပြတဲ့ရာသူတို့မြင်မိလို့မဟုတ်ဘူး။ကွင်းမြင့်ကြီးတွေမှာအောင်ကျူတို့ပြောတဲ့ရှာတကူမှရှိမနေဘူး။ ဟာလာဟင်းလေးကြီးသာဖြစ်နေလို့ပေါ့ဘမလေးဘာမှရှိမနေဟာဟိုဟိုမလေးဗျာဟဲ့အောင်နေဦးကြောင်ကြောင်လုံးမနေနဲ့ဘာမှမရှိဘူးမင်းတို့နေရကို့မကောင်းမှုကိုဖုံးကွယ်ခြင်းလို့ဇလန်းစင်နေရတိတာနေပြီအောင်ကျူတို့နေရငင်းဆက်လည်းမရတော့ဘူးကင်းဖွဲရသူတို့နေရကိုတည်ခံအဖြစ်အတိအလင်ဆွတ်ဆွဲပြီးတော့တကြီးရဲ့စီထိတ်တုံးခတ်ဖို့ရခေါ်ဆောင်သွားခဲ့ပါပြီကျုပ်တို့တကယ်မလုပ်ပါဘူးတကြီးရဲ့ကျုပ်တို့ပြောတာကိုယုံပါဗျာ အောင်ကျူးနဲ့ငွေမောင်တို့နဲ့ရောက်ထိတ်တုံးတင်းကနေတကြီးနဲ့ကျန်းသူအလုံးကိုရှေ့မြနေကြတယ်။ဟဲ့ောင်းနေလေကျောင်းကြီးရှေ့မနေကြနဲ့တော့မင်းတို့နေရောက်ရွာကိုပြန်လာတဲ့ညအစားပြီ။ရွာထဲမှာအခုလိုတွေစပြီးပျောက်ဆုံးနေတာ။ဒီထဲကမင်းတို့ကမတေကဖြစ်နေမိတာ။ဗါတဲ့လှဲစီ90ပါတဲ့လှဲတက်ကြီးဟုတ်လား။အလကကြံ့ညာစီစီကွာ။တကြီးခမောင်တကယ်မှားနေပြီနော်။တကယ်စစ်ကကြောက်တော့မဟုတ်ဘူးဗျ။ဟာမင်းတို့မဟုတ်လို့ဘသူဖြစ်ရအောင်မလဲ။လှဲတက်ကြီးပါဆိုဗျာ။ ဟင်အောင်နေမင်းတို့ပြောတဲ့စီကိုတတ်တည်ပြမယ်ဆိုလို့လိုက်ကြည့်ကြသေးတာပဲဘာမှရှိမနေဘူးလေကွာသူတို့ပဲမမြင်တာဗျကျတို့ညကွာမြင်ရတယ်မြင်ရမှာပေါ့မင်းတို့ဖန်တီးထားတဲ့အရာပဲဟာဟာဟင်အောင်နေမင်းတို့ဒီတက်ပေးရှင်းလိုက်ရင်တော့ထိတ်တုံးနဲ့ရော်ကျိနေမဟုတ်ဘူးကျိန်နံမှာပေးတော့မှာနော်ပြောမနေပါနဲ့ရောကိုအောင်ကျူရငွေမောင်ကအခြေအရင်ပြောမနေတော့ဘူးအောင်ကျူကိုတားမြစ်လာပြီဟဲ့အောင်ငါတို့မှမဟုတ်တာကွာ မဟုတ်တော့လေမြာကျုပ်တို့ဘက်ကဘာမျှတက်တည်ပြနိုင်မှုရှိလို့လေအောင်ကျူးငိမ့်တက်သွားတယ်ငွေမောင်ပြောတာမှန်နေသူတို့မလုပ်ဘူးဆိုတာမှန်နေပေမဲ့တက်တည်မှပြလို့မရပြီထက်ရှင်းများနေလေအပူပင်းဖြစ်တော်မှာအေးကွာငါဘာမှမပြောတော့ဘူးနှစ်ယောက်သာကျန်သူတွေအပြစ်တင်တဲ့မြောက်ကိုခေါင်းငုံခါးစည်းခံမှုဆုံးဖြတ်လိုက်ကြတယ်အချိန်နိုင်တော့အမှန်တကုဆိုတာထပ်ပေါ်လာမယ်လို့တော့သူတို့စိတ်ကယုံကြည်နေမိကြပါ့။နောက်တစ်နေ့ညနေဆောင်အချိန်မှာ ိုင်းဝရွာတွေကိုအယူတယောက်ရောက်ရှိလာသည်အယူရဲ့ပုံစံကအယောင်နှင်းနေတဲ့ယောဂိဝိဇာရီစောက်ချာချာသမင်ရှိရီကကောက်တီကောက်ကွေးပုံတိုင်းနဲ့အဝိဇာရီလိုပဲအယောင်ပြပြယောဂိလွယ်ကြီးတလုံးလွယ်လို့အုံးလက်မျိုးကိုပကုံးထပ်မှာထန့်ထားတယ်။အိုးဟိုလှဲသား900အေးမဟုတ်ပါလှဲသား90ကန်ကုံလီတယ်သူတို့ကောသူတို့သိမှန်းမသိရဲ့ရွာစဉ်လှဲလေရွာလေးခုဝင်ရရသူ့အတောင်ခိုးဆလို့နေကြပါလိမ့်တယ် အယူအရွာတွေကိုစောင့်ဝင်လာတယ်ရတချင်းမမေစာကျိုးလဲမဟုတ်တဲ့တခုတည်းတော့အเจ้าရကိုသူပစက်တင်တွေ့ကြရနဘေးထက်လို့အော်ကြီးရဲ့ကျဲတီဆိုနေရအယူနာမှာကလေးတွေရဝိုင်းနေတယ်အယူအတချင်းကိုတီဆိုရင်တခါတလေဇမင်းသားတွေလိုကကုန်နေတယ်ပြီးတဲ့ကသူ့ကိုဝိုင်းဝန်းထားတဲ့ကလေးတွေကိုလွယ်ရတရားတကြားလုံးနေကောင်းကြီးထုတ်တီကိုလိုက်ဝေပေးနေတယ်ဒီလိုချင်းတွေကြောင့်လေအယူကိုကလေးတွေကမကြောက်ပဲအနာကပ်ပြီးလက်ကုတ်လဝါတီလိုအားပေးနေရဖြစ်လေမှာ ကာကုံတီဆိုရင်လည်းတကြည်ရင်ရှိစီကိုအယူကရောက်လာတယ်။တကြည်ရင်ရှိရောက်တော့အယူကကနေရရုတ်တရက်ရက်လိုက်တယ်။ပြီးတော့တကြည်ရင်နဲ့ခက်တီတီပဲလှမ်းဝင်သွားတယ်။တကြည်ရင်ကလူတွေကအယူကိုမောင်းထုတ်ဖို့စိတ်ဆန္ဒရှိပြင်းနေ။ဘာကြောင့်မှမသိထိုင်ရာကမထမိကြဘူး။အာစီးထက်ကရသူတွေလိုပဲငြိမ်နေမိကြတာပါ။အယူကတော့ဘသူ့အမှခရီးမဆိုင်ဘူး။ထိတ်တုံကန့်ကန့်ထားတဲ့ငွေမောင်းနှုတ်နှစ်ယောက်စီကိုတန်းသွားတယ်။ကောင်းလေးတွေ နင်တို့မလုပ်ဘူးဆိုတာငါသူတော့သိဟမ်အယူစီဟာပြောကြလာတဲ့စကားကြောင့်ငွေမောင်ကောင်းအောင်ချူကောင်းအံ့အားသင့်သွားကြသည်ခမရလေသား90ကိစ္စလေးငါသူတော်လေးသိဟာစစ်မဘူးနဲ့နော်ငါသူတော်လေးဒီကိစ္စကိုဖြေရှင်းပြီမင်းခမရတကယ်ပြောတာလားခမရအယူစစ်ကောဟုတ်လို့လားဟွန်းးငါသူတော်လေးပါအယူစစ်မဟုတ်ဘူးဒါဆိုခမရငါသူတော်လေးကနတ်သား အေးကဲကဲအဲ့ဒါဒီမင်းမင်းနေနဲ့အဓိကကနင်တို့ရွာမှာကြုံနေရတဲ့နေ့သား90ကိစ္စကိုငါဖြည့်ရှိမိဖို့ရောက်လာခဲ့တာမဟုတ်လို့ရှိရင်တို့ပြန်ထွက်သွားတာနဲ့နင်တို့နှစ်ယောက်ပြင်နောက်ထပ်တစ်ယောက်ကတို့နဲ့လိုက်ပါသွားရလိမ့်မယ်။ဗျာကျုပ်တို့ဟာတို့ကတို့ရဲ့လဲတွေကိုဇွမ်းလန်းတိတ်ကြည့်ပြီးပရာလောကသားဖြစ်နေကြတဲ့လူတွေလူဘဝတုန်းကလဲသား90ပြင်းနဲ့ကျင်လည်ခဲ့ကြရာကတဘောင်ကဘေးအနေနဲ့တခုမှအကုန်လုံးတည်ဆုံးခဲ့ကြရတယ် သူတို့ခုလိုပြီးကျင်းလည်နေခဲ့တာနှစ်ပေါင်း900လောက်ရှိပြီသူတို့ကနေရာတကျမရှိတဲ့လဲကုံတွေလူမာတွေကသူတို့ရဲ့မိသားစုတွေကိုလှဲဖို့တင်ပြီးနေရာတိုင်းကိုလှည့်လည်သွားလာနေကြတယ်အခုဘဝမှာတော့အရင်လိုပဲသွားလာနေကြရင်ရှိနေကြတော့မယ်ဒိုင်းမေးကွာခြားသွားတာကအခုဘဝမှာသူတို့ရဲ့စာလံမှုတွေကိုရွာရင်နားမှာစတဲ့ချကတ်နေပြီးဖြစ်ရှင်းနေကြတာအဲ့ဒီရွာကနေပြန်ထွက်တာနေသူတို့စီက၃ယောက်ကကျွတ်လုခွင့်ရပြီးရွာစီက၃ယောက်ကသူတို့စီကို 90ပြီးအောင်ပြန်လေဖြည့်တင်းပြရတယ်။ဒါတော့သူတို့ဘက်ကခေါင်းဆောင်ရဲ့ကမစိတိအကြောင်းရဲ့ပုံကျွတ်တန်းဝင်လွမြခွင့်ကိုလေသူကပဲကန့်သက်ထားပါတယ်။ဖះဖះခေါင်းဆောင်ရဲ့အတားကြောင်ဘသူဘလို့ကြွကြွသူတို့တွေကလှင်ကားစီရတော့နောက်လူတက်ပြေးတဲ့အတွက်ဘယ်တော့မှရော့မသွားဘူးဒီလိုလူတက်ပြေးတာကလေသူတို့ရဲ့ခေါင်းဆောင်ကိုယ်တိုင်ကငယ်သားတွေပေါ်ထားရှိတဲ့တန်ဟောစဉ်ကြီးမားမှုရဲ့လို့ထင်မြင်နေကြတယ်အကောင်လုံးကအယူပြပြတာကို ကျက်သိန်းတမင်းမြတ်ထိုင်နေနားထောင်နေကြတယ်သူတို့ကိုဘယ်သူမှမမြင်နိုင်ဒါပေမဲ့မြင်နိုင်တဲ့သူကကြတော့လေရွာတရမှာ၃ယောက်ပဲရှိတာဒီမြင်နိုင်တဲ့သူတွေကသူတို့စီကိုအင်အားပြက်လိမ့်ဖြစ်တင်ရမယ်သူတွေပဲဒါဆိုကျုပ်တို့နှစ်ယောက်ကလူစားလိုက်ရမယ်သူတွေပေါ့ဟုတ်တယ်ရွာထဲမှာနေလို့လို့ပဲမြင်နိုင်တဲ့သူ နောက်တစ်ယောက်ရှိနေလေဦးမဒါနဲ့နင်တို့နှစ်ယောက်အခုငါးနောက်မှာရှိနေတဲ့တစီကြီးကိုညင်ကြရလားမြင်မြင်ရပါတယ် အယူအသကြီးဘက်ကိုလှည့်ကြည့်လိုက်သည်သကြီးနဲ့ရှင်သမ ्या လူအလုံးကအယူပြောတာကို အကုန်လုံးကြားနေကြရတယ်လေခဘကသူရီကောကျုံနောက်ကတစီကြီးကိုဘသူမြင်ရလဲကျုပ်ကျုပ်မြင်ရပါလေဒါဆိုရင်တော့နောက်တက်လူစားလက်ခံရမယ့်တယောက်ကသကြီးပဲပေါ့ဟာသကြီးဦးတင်အလုံးမဲထိတ်လန့်သွားပြီအယူနောက်ကပင်ရှိရှိတစီကြီးကိုသူတကယ်မြင်နေရတာလေလူတွေကတီမာကိုတော့ကြောက်ကြနေမလား အခုကသေပြီးနောက်မှာတော့ကျင်းလုပ်ခင်မရပဲကျေစာသိခင်ရတယ်လို့ဖြစ်နေတဲ့ပရာလောကသားလေးသားဖြစ်နေနှစ်ယောက်ကြောင်နေရမယ့်ရေးဆိုတော့ကတကြီးခင်များသွေးပြက်ရပြီဒါရီယာအမှန်နေပဲလားအမှန်နေပဲပေါ့ဟာဒါဒါဖြင့်ကျုပ်တို့ကေပောင်းဥတုတော်ရဲ့ကျုပ်တို့ဘယ်လိုလုပ်ရပါမလဲသူတို့ကသူတို့ကိုသူတို့သိပြီးကြမယ်သိကြမိမယ်ခေါင်းဆောင်ရင်အတကျန်သူတွေရဲ့ဆွဲလန်းစိတ်ကြောင့်ဘယ်လိုချွတ်ချွတ်မချွတ်နိုင်ဒါပေမဲ့နေသားလေးသူတို့ကဒီကိစ္စကိုဖြေရှင်းပေးနိုင်ပါတယ် ဘလို့လောက်ရမလဲအာကိုပြရစီနတာလီသူတော်ရဲ့တကြီးဟာအယူရဲ့နာမည်ကို လေတန်လိုက်လို့ပြောလိုက်သည်ဒီညာဟာ၁၂နာရီမထုတ်ခင်နင်တို့၃ယောက်နဲ့ငါသူတော်လီတို့သူတို့စီကိုတွားကြတာပေါ့အဲ့ဒီချိန်ဆိုသူတို့လေရွာလေးကိုလာမလို့ပြင်ဆင်တော့ဆိုတော့လူစုံနေလိမ့်မှာဟုတ်ဟုတ်ကဲ့ညနေချိန်အတိအကျပြောရရင်တော့ည၁၂နာရီမထုတ်ခင်အချိန်အယူသူတော်တစီကြီးကောင်နဲ့တကြီးဦးထင်တို့ ူစားလက်ခံအမေ၃ယောက်တူဟာရွာပြင်ကိုထွက်လာခဲ့ကြတယ်။သိပ်ပြီးမလန်းလုံးတဲ့နေရာဆိုတော့ခဏအတွင်းလဲရီရှင်ကကွင်းမြင့်စီကိုရောက်ကြတာပါ။ကွင်းမြင့်နေရာလဲရီမြင်တော့တကြီးဦးတင်ခင်ဗျာမျက်လုံးပြူသားနဲ့အလုံးအံ့ဩနေမိတာ။အလုံးမေဟမ်မပြက်ပဲရှိနေကြ။သူတို့အထဲဝင်ပြီးတော့စကားသွားပြောကြမယ်။ဟုတ်ဟုတ်ကဲ့။အယူသူတော်ကအရှိကနေဦးဆောင်ပြီးလဲတွေထဲကိုဝင်နေ။သူတို့ကိုလဲစီယာလူသူတွေအကုန်လုံးကဝိုင်းဝန်းကြည့်နေကြတယ်။ ခေါင်းဆောင်လုံးယူစားရတဲ့တယောက်ကသူ့စီကိုလှမ်းလာတယ်။ဟေးဘသူတွေလဲ။လူစားလာလဲတဲ့သူတွေလား။ဟုတ်တယ်။တပတ်ကမိကိုအယူသူတော်ကတီတီတန်တန်နဲ့ခေါင်းညိတ်လိုဖြေးတယ်။သုံးယောက်ပဲမဟုတ်ဘူးလား။ဘလို့ကြောင့်၅ယောက်ဖြစ်နေတော့။သုံးယောက်ပါပဲ။နှစ်ယောက်ကသူ့ကိုလိုက်ပို့တာ။အော်အင်းဟုတ်ပါပြီလေ။ကျို့တို့လည်းသူတို့သုံးယောက်ရောက်လာညှော်နေကြလား။ဒီကသုံးယောက်ကတော့ဆန်ဟိုတယ်နေကလေးကထွက်သွားကြပြီ။ သူတို့လဲသုံးစီအတွက်မောင်းသူလိုနေလို့စောင့်နေတာအခုတော့ရောက်လာပြီပေါ့ခေါင်းဆောင်ကဝမ်းသာကြည့်ပြရင်မျက်နှာသားနေပြောလာတယ်အယူသူတော်ကလဲသားတို့ရဲ့ခေါင်းဆောင်ငါသူတော်ကနင်တို့နဲ့လိုက်လို့မရအောင်လားအိုးမရအောင်လေသူတို့သုံးယောက်နေဆိုရင်ပြည့်နေပြီပြည့်နေလဲကတ်လိုက်လို့အဆင်ပြေမလားအိုးဘဲရမှာတော့ဒါဖြင့်ဟောက်ဟုံကတယောက်ကတစီကြီးကောင်ကိုလက်ညှိုးထိုးလို့သူတော်ကပြောလိုက်တယ်သူလည်းမရအောင်လေ ။အော်လှဲကောင်းဆောင်ရေနေ့မလဲနော်။တေပြီးသားသူတေမာမကြောက်တဲ့သူနေ့စီကိုလိုက်ချင်နေသူကြောင့်မခေါ်ပဲ။တေမာကြောက်တဲ့သူ နေ့စီကိုမလိုက်ချင်နေသူဘာကြောင့်ခေါ်နေရလဲ။အိုးဒါကကြောက်ခိစားပါ။လှဲကောင်းဆောင်ကဒေါသမျက်နှာနဲ့ပြောလာတယ်။တေချာစဉ်းစားပါ။သူတို့မှာမိသားစုတွေရှိတယ်။လှဲကောင်းဆောင်မှာလေဟော်ဒီလှဲတဲ့ကြီးကိုမိသားစုပြစ်တတ်မှတ်ထားတယ်။နေလို့စီယာရွာတရွာရောက်တိုင်းလူသုံးယောက်ထွက်သွားခြင်းနေဘလို့ခံစားရလဲ အဲ့လိုပဲသူတို့ဘက်ကသူတို့ရဲ့မိသားစုတွေခံစားချက်ကိုကိုချင်းစာကြည့်ပေါ့လဲကောင်းဆောင်ငိန်သွားခဲ့ပြီနေတယ်ဟောစီကြီးလွန်တာတိပါတယ်ဒါပေမဲ့နေစီကခုချိန်ရတဲ့ငယ်သားတွေတင်းမှာလူဘောက်ပြန်လာပြီးသင်ငန်းစီရင်သူရှိတယ်ကုသိုလ်ကောင်းမှုပြုလုပ်ခြင်းသူတွေရှိတယ်ဒါပေမဲ့နေရတာမှာသူတို့ရဲ့လူမျိုးမှုတွေအားလုံးကန့်သက်ခံထားရတယ်နေသာကြည့်ခဲ့ဆိုရင်သူတို့ဆန္ဒသူတို့မျက်နှာကိုကြည့်ရမယ်မဟုတ်ဘူးလားလဲကောင်းဆောင်သူ့နောက်ကလူတွေကြာလှည့်ကြည့်လိုက်တယ် အကောင်တော့ကသူ့အပေါ်မျောလင့်တကြီးဖြစ်နေကြတဲ့မျက်နှာရင်းနဲ့နေသူ့ကိုမေးကြည့်စမ်းပါကျွတ်တန်းဝင်ကြည့်ကြသလားလို့ခေါင်းဆောင်ဖြစ်သူကသူ့လူတွေဘက်ကိုလှည့်ကြည့်လိုက်တယ်အကောင်တော့ကခေါင်းဆောင်ကိုမျက်လုံးကြည့်ရင်ဆိုင်မကြည့်ဝင်တဲ့အတွက်ခေါင်းလေးတွေငေါ့ကုန်ကြတယ်တင်းတော့အလုံးကျွတ်တန်းဝင်ကြည့်ကြသလားနှုတ်ဆက်နေကြတယ်ကျွတ်တန်းဝင်ကြည့်ကြသူရှင်ငါခွင့်ပေးပါမယ်ခေါင်းဆောင်ရဲ့တက်မှန်ပြောတဲ့စကားစီမှာငယ်သားတွေနှလုံးရှာရှာဖြစ်ကုန်တယ် တယောက်ကကျုပ်တို့ခေါင်းဆောင်ရဲ့လက်အောက်မှာနေရတာပျော်ရှင်ကြပါလိခွဲလည်းမခွဲချင်ပါဘူးဒါမင်းဒီဘွားကြီးမှတော့ဆက်မနေချင်တော့ပဲကျွတ်တန်းဝင်ချင်မိပါတယ်အဲ့ဒီတယောက်ရဲ့စကားအဆုံးတယောက်ကစတရားဆိုတဲ့အတိုင်းနောက်လူတွေကထက်ထက်ပြီးကျွတ်တန်းဝင်လို့ကြောင့်ပြောလာကြတယ်နောက်ဆုံးတော့ခေါင်းဆောင်တယောက်သာကြံ့ရင်းရပါပြီခေါင်းဆောင်ကသူ့လူတွေကိုကြည့်ပြီးမျက်ရည်တွေများစွာကျဆင်းလို့ငိုကြွေးတယ်ကောင်းပါပြီ ငါတင်တို့အားလုံးကြွတန်းဝင်ခွင့်ပေးပါတယ်။ငါရဲ့တာနေတင်တို့ရဲ့ခွင့်ရေးကိုထိန်းချုပ်ထားသလိုဖြစ်သွားလို့အားလုံးကတောင်းပန်ပါတယ်။လေသားကောင်းဆောင်ကသူ့ရဲ့ငယ်သားတွေရှိမှဒူးတောက်ချလိုက်တယ်။အိုးကောင်းဆောင်ရေအဲ့လိုမဟုတ်ပါဘူး။ကောင်းဆောင်ရဲ့စောင့်ရှောက်မှုကြောင့်ကျုပ်တို့တွေအခုလိုတစုတစည်းနဲ့ရှိနေရတာပါ။ကောင်းဆောင်ကိုကျုပ်တို့မခွဲခွာတော့ပါဘူး။အကောင်လုံးကလည်းကောင်းဆောင်ကိုပြန်လည်တောင်းပန်ကြတယ်။မဟုတ်ပါဘူး။ငါမှန်ကိုမြင်နိုင်သွားပြီ။ ငါမပိုင်တင်းတို့ကျွတ်တန်းဝင်မို့ညင်းပေကြမှာငါသိဒါကြောင့်ငါကိုယ်တိုင်လည်းတင်းတို့နဲ့တူကျွတ်တန်းဝင်မို့လှုပ်ဆောင်ပါမယ်ခေါင်းဆောင်ရဲ့စကားဆုံးမှာလှဲသားမိသားစုအလုံးဟိတ်ကနဲ့ဟင့်ော်ခုံပေါပြီးပျော်ရွှင်ကုန်ကြတယ်သူတို့ငါးယောက်ကတော့ခေါင်းဆောင်တလေတပက်ကလှဲသား90ရဲ့လက်ကျန်48ယောက်တော့လှဲသားမိသားစုတွေကိုတလေကြည့်ပြီးစိတ်တည်းဝမ်းသာဝမ်းနဲ့ခန်းစားချက်တည်နေပုံ၃ရက်အကြာ တိုင်ဝမ်ရွာစီမှာလေသား50ကိုရည်စူးခြင်းမာရီအကျို့လိုပွဲတခုကို၃ရက်၃လတီတီအကျွေးမွေးတွေတရားသဘင်နေနဲ့ကျင်းမပူဇော်လို့ပြုတ်လုခဲ့ပါရီလေသားတွေကလည်းသူတို့စုံတော်သားတွေပစ္စည်းတွေကိုအကုန်ပုံဝဲလို့ဒီကျို့လိုပွဲတဲ့ကိုပေးထားကြတယ်အယူသူတော်ကတော့ဒီချိန်မှာရှိမနေတော့လေသားတွေစီကပြန်ကလေးကရွာနေတကနေထွက်သွားခဲ့ပါပြီအကျို့လိုပွဲကျင်းမာတာ၃ရက်၃လပြည့်ပြီးချင်းကွင်းမြင့်ကြီးတွေကလှဲတွေကလေသားတွေမိသားစုတွေကောင် ဖြုတ်ခွနေဖြုတ်ခွနေပျောက်ပြဲလွင့်ပြင်ကျွတ်တန်းဝေကုန်ကြရပါယေပရိသတ်များရှင်ဒီနေ့မှကျမတို့ရဲ့ channel လေးကနေတင်ဆက်ပေးခဲ့တဲ့စာရေးသူနောင်ယုံစိတ်တက်ရေးသားထားတဲ့အယူသူတော်နဲ့လေသား90ဆိုတဲ့ဇာတ်လမ်းလေးကိုနားဆင်ရပြီးကြတဲ့ပရိသတ်များအားလုံးကစံနေတတ်မယ်လို့မျှော်လင့်ပါတယ်ဒီနေ့ရဲ့ဇာတ်လမ်းလေးကိုဖျက်ပြတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမမီပဲဖြစ်ပါတယ်ရှင်